ထိုင်းဝန်ကြီးချုပ်ဟောင်းပေထုံထန်ရှင်နာဝက်ဟောင်းအော်တိုဝါ22ရက်ကဖြူတိုင်းပါတီခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်ခဲ့တယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။အသက်39နှစ်အရွယ်ပေထုံထန်ဟောင်းအော်ဂုံလာကကျင်းဝတ်သိက္ခာချိုးဖောက်မှုနဲ့ဝန်ကြီးချုပ်ရာရုကနေဖယ်ရှားခံခဲ့ရတာပါ။ဖြူတိုင်းပါတီကလည်းပေထုံထန်ဟောင်းပါတီခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်ကြောင်းအော်တိုဝါ22ရက်ကကြေညာခဲ့ပြီးပါတီအနေနဲ့အလုံးစုံပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခွင့်ရရှိလိမ့်မယ်ဖြစ်ကြောင်းပေထုံထန်ရဲ့ပြောကြားချက်ကိုရည်ညွှန်းထုတ်ပြန်ခဲ့ပါတယ်။ ကျမရဲ့နှုတ်ထွက်မှုကြောင့်ပါတီဟာအဆင့်မြင့်တင်ခွင့်ရရှိလာပါလိမ့်မယ်။အဲအရာကြောင့်ကျမတို့တွေရွေးကောက်ပွဲအနိုင်ရနိုင်ပါတယ်လို့ပေးထုံထံကပြောပါရယ်။ဒါပြင်ပေးထုံထံကသူဟာပါတီဝင်တဝက်ဖြစ်ဆက်ရှိနေမှာဖြစ်ပြီးထိုင်းနိုင်ငံအတွက်ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ပြောကြားခဲ့ပါရယ်။ပေထုံထံဟာအခုနှစ်အတွင်းကမရိယာအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဖုန်းပြောခဲ့တဲ့အသံဖိုင်ပေါက်ကြားခဲ့ပြီးတဲ့နောက် လူတို့ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ရှုတိုင်းပါတီကဘသူကပဲဦးဆောင်ပါစေဒါကအရေးမကြီးပါဘူး။အဲ့ဒီပါတီဟာအမြဲတမ်းမိသားစုတစုရဲ့ကြိုးကင်မှုကိုခံရပါလိမ့်မယ်လို့စုခိုထိုင်းတာမန်တီရက်အိုပန်တက္ကသိုလ်ကနိုင်ငံရေးကျွမ်းကျင်သူရှုတက်ပွန်အစ္စရာချိုင်းကပြောပါရတယ်။ဒါဖြင့်ပေထုံထံပါတီခေါင်းဆောင်အဖြစ်ကထွက်ခွာမှုဟာပြူတိုင်းပါတီအတွက်တရားရေးစင်ခုံမှုတွေရင်ဆိုင်ရမယ့်အရေးကနေကောက်ွယ်ပေးဖို့ဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်။